ရေဒီယိုအန်ယူဂျီသောရဆင်များမင်္ဂလာပါခင်ဗျာကုချင်အစပြီး2025ခုနှစ်ဇူလိုင်လ1ရက်နေ့မနက်ခင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီရဲ့စီးရီးသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်စီးရီးသတင်းကတော့ ERI တိုင်းမှာစစ်စခန်းတချို့ကို AA နဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ် ERI တိုင်းမြန်အောင်ခရိုင်အင်ကဝူမြို့နယ်မှာစစ်ကောင်စီတပ်ဆွဲထားတဲ့ခြေရွာတချို့ကိုအာရခတပ်တော် AA နဲ့ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။လီးမြနာမြို့နယ်နဲ့ဆက်ဆက်ကြီးရွာများမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းတွေကိုဇွန်လဇန်ပိုင်းမှာစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးဇွန်လ29ရက်နေ့ညနေပိုင်းမှာစခန်း3ခုထပ်မံနဲ့သိမ်းယူနိုင်ခဲ့တာလို့စစ်ရေးသတင်းရင်းမြစ်ကဆိုပါတယ်။နေရောညပါတိုက်ပွဲများအပြင်းထန်ဖြစ်ပွားပြီးတဲ့နောက်အေအေနဲ့ပူးပေါင်းတပ်တွေကသိမ်းယူနိုင်ခဲ့တဲ့နေရာတွေဟာဟင်းဒရာခရိုင်ကွင်းကောက်မြို့ရှိစစ်ကောင်စီတပ်မြင့်လက်ကျင်ရေးကြောင်းတတကငားနဲ့ မိုင်းအနည်းငယ်ကန်တာကွာဝေးတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလနဲ့ဖေဖော်ဝါရီလအတွင်းကဖြစ်ပွားခဲ့တဲ့တိုက်ပွဲများတွင်ရွှေတောင်ရံမြို့နယ်တာပေါင်းမြို့တို့မှစစ်ကောင်စီတပ်စခန်းတချို့ကိုလည်းအီအီနဲ့ပူးပေါင်းတပ်ကသိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။လက်ရှိမှာ ERI တိုင်းတွင်းကရေကြီးမြို့နယ်၊လေးမျက်နှာမြို့နယ်၊အင်ကမူမြို့နယ်တို့မှတိုက်ပွဲများပြင်းထန်နေပြီး ERI တိုင်းမှရန်ကုန်တိုင်းဘက်အဝင်အထွက်လမ်းတွေကိုစစ်ကောင်စီကတင်းကျပ်စွာစစ်ဆေးနေတယ်လို့သိရပါပါတယ်ခင်ဗျာ။အခုတခါ ကြောင်မဲမြို့မှာစစ်ကောင်စီတပ်မှ၄ချောင်းနဲ့ထပ်မံဘုံးကျဲချတိုက်ခတ်မှုကြောင့်နေအိမ်၄လုံးနဲ့ဘုံကြီးချောင်းတစ်ချောင်းထိမှန်ပျက်စီးတယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။ဇွန်လ29ရက်နေ့ည8:38မိနစ်ချိန်မှာတောင်ပြည်တမဟာနှစ်နယ်မြေကြောင်မဲမြို့ရက်ကွက်ခွနဲ့မြောက်ကုန်းနဲ့900နှစ်တက်စကန်ဟောင်းမှာစစ်ကောင်စီတပ်မှ၄ချောင်းနဲ့ဘုံးချောင်းလုံးလာရောက်ကျဲချတိုက်ခတ်ခဲ့ကြောင်း PSLF DNL မှသတင်းထုတ်ပြန်ပါတယ်။အဲဒီတိုက်ခတ်မှုကြောင့်နေအိမ်၄လုံးနဲ့ဘုံကြီးချောင်းတစ်ချောင်းထိမှန်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ အလားတူပဲဇွန်လ29ရက်နေ့ည10:00နာရီအချိန်မှာစင်ကူးမြို့ပေါ်ရှိကြမ်းခံရေးပါတီရုံးအားအကြမ်းဖက်စစ်တပ်မှတရဦးတက် MiG-29 Jet Fighter တစ်စီးနဲ့လေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့ကြောင်းပြည်ဦးနေခဲပကဖမှသတင်းထုတ်ပြန်ပါတယ်။အဲဒီလေကြောင်းတိုက်ခတ်မှုကြောင်းကြမ်းခံရေးပါတီရုံးအဆောက်အဦတစ်ခုထိမှန်ပျက်စီးပြီးပြည်သူတွေတော့အထိခိုက်မရှိဘူးလို့သိရပါပါတယ်ခင်ဗျာ။ဆလဘီကမ္ဘလူမှာကင်းလှည့်ထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုစောင့်ကြိုတိုက်ခတ်ခဲ့ရမှာ၄ဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းကမ်းမလူမြို့နယ်ဤကုန်းမြို့မူးဆုံစစ်ဆေးကိစ္စကမ်းမှာမြို့တဲကိုကင်းလဲဖို့ထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုစောင့်ကြိုတိုက်ခတ်ခဲ့ရမှာ၄ဦးသေဆုံးခဲ့တယ်လို့ညောင်ပေါင်ရင်ကြီးရွာပကပဖွဲ့ကထုတ်ပြန်ထားပါတယ်ဇွန်လ30ရက်နေ့မနက်6:15မိနစ်ချိန်မှာကင်းလဲဖို့ထွက်လာတဲ့စစ်ကောင်စီနဲ့ပြူစောတီအင်အား6ဦးပါစိုက်ခဲ့3စီကိုမာမိတ်ပူပေါင်းဖွဲ့ကအသင်းစောင့်ကြိုတိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ်တိုက်ခတ်မှုတွင်စစ်ကောင်စီနဲ့ပြူ၄ဦးပွဲချင်းပြီးသေဆုံးက2ဦးပြင်းထန်စွာဒဏ်ရာရခဲ့ပြီး မူးစုံစကန်းနဲ့ဇီးကုံရက်စကန်တို့ကစစ်ကူနဲ့လက်နက်ကြီးပစ်ကူပေးခဲ့တာကြောင့်အထူးကဲ့မရှိပြန်ဆုတ်ခွာခဲ့ရတယ်လို့ဖော်ပြထားပါတယ်။အခုစစ်စင်ရေးကိုတော့ Kambalu Counter Revolution Army KBU CRA အဖွဲ့ရဲ့ဦးဆောင်မှုနဲ့ Kambalu Thoji Pakapha Kambalu ချက်ပြေးပကပနဲ့ကပလူတောသားပကပဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာလို့သိရပါတယ်ခင်ဗျာအခုတခါစလင်းမြူနယ်တဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်ဟန်တားနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ် မကွေးတိုင်းစလင်းမြို့နယ်တညောင်တိုက်နယ်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့အား60မမ80မမတို့နဲ့ပြစ်ခတ်တိုက်ခိုက်ဟန်တာခဲ့တယ်လို့6 PDF တခင်ဖိုးလာကြီးတပ်ခွဲကထုတ်ပြန်ထားပါတယ်။ဇွန်လ26ရက်နေ့မှာစိတ်ပြူမြို့နယ်ရှိစစ်ကောင်စီရဲ့လက်နက်ထုတ်လို့ရေးဆက်ယုံကပ္ပဆာ21ကိုလျှက်စစ်တားပေးနေတဲ့မီးလိုင်းကိုပြန်ပြင်နိုင်ဖို့စစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်ဟန်တာခဲ့တယ်လို့ဆိုပါတယ်။ အရေးစကောင်စီစစ်ကြောင်းကို60မမ87မမလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့ရမှာထိခိုက်မှုရှိခဲ့ပြီးဇွန်လ29ရက်နေ့မှာပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့သိရပါဗျ။အခုတိုက်ခတ်မှုကို6 PDF တခင်ဖိုးလာကြီးတက်ခွဲပခုတ်ကူခရိုင်အမှတ်၄တရင်စလင်းမြွနယ်ပကဖဇွန်3လို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာ။ဆလဘီတင်ဆက်ပေးမယ့်စစ်ရေးသတင်းကတော့ ABSDF အမှတ်2စစ်ကြောင်းအပတ်စဉ်ကိုအခြေခံစစ်ပညာသင်တန်းဆင်ပွဲကျင်းပတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF မြန်မာပြည်မြောက်ပိုင်းចောင်းသားတပ်မတော်ရဲ့အမှတ်နှစ်စစ်ကြောင်းကအပတ်စဉ်ကိုအခြေခံစစ်ပညာသင်တန်းဆင်ပွဲကိုကျင်းပပြုလုပ်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ဇွန်လ25ရက်နေ့မနက်ပိုင်းကအမှတ်နှစ်စစ်ကြောင်းအခြေခံစစ်ပညာသင်တန်းဌာနမှပြုလုပ်ခဲ့တဲ့အဲ့ဒီသင်တန်းစင်ပွဲကို ABSDF မှဒူအိုခရာမာမိတ်ဖွဲ့စည်းများပြကြတဲ့အာရခတပ်တော် ULA AA မှတပ်မှုများကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO KIA မှအုပ်ချုပ်ရေးအဖွဲ့ဝင်များဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPRA မှရရှိများ ကျောက်ဆယ်ခရိုင်အမှတ်3တရက်မှတမှုများ ABSDF အမှတ်1စစ်ကြောင်းမှအပတ်စဉ်2စေတနန်းသားများအပတ်စဉ်30အခြေခံစစ်ပညာတနန်းသားများမိမာပြည်သူများတက်ရောက်ခဲ့ကြတယ်လို့ဆိုပါတယ်တနန်းစင်းဘွဲမှာမဟာမိတ်ဖွဲ့စည်းများမှခေါင်းဆောင်တွေကအားပေးစကားပြောကြားခဲ့ကြပြီးထူးချွန်စုရရှိခဲ့တဲ့တနန်းသူတနန်းသားများကိုဆုချီးမြှင့်ပေးခဲ့ကမကတာတာအလန်တော်အားအလေးပြုခြင်းအရေးကြီးပြီးတခြင်းကိုတံမြိုင်တည်ဆူခြင်းတို့ဖြင့်အောင်မြင်စွာကျင်းပပြီးစီခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ ခုတကတင်ဆက်ပေးမယ့်စီးရဲတဲ့ငါတော့ငပန်းမြို့နယ်နယ်ရီကန်တာဝါတိုင်းစကန်ကုန်းမှာထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတွေကိုဖမ်းဆီးရမိတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မကွေးတိုင်းငပန်းမြို့နယ်နယ်ရီကန်တာဝါတိုင်းစကန်ကုန်းကထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားကိုမင်းမှုမြို့နယ်တနေရာမှာဇွန်လ28ရက်နေ့ကဖမ်းဆီးရမိခဲ့ကြောင်းမင်းမှုခရိုင်အမှတ်6တရင်းမှသတင်းထုတ်ပြန်ပါတယ်။အဲဒီစစ်ကောင်စီတပ်သားဟာတိုက်ပွဲတနေရာမှာလက်နက်ချထွက်ပြေးပြီးတဲ့နောက်ဇွန်လ28ရက်နေ့မှာ ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကတွေ့ရှိခဲ့တဲ့အတွက်ဖမ်းဆီးခေါ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်သားကိုရာဇဝတ်မှုကျူးလွန်ထားခြင်းရှိမရှိစစ်ဆေးနေပြီးကျူးလွန်ထားခြင်းမရှိရင်သွားစီတဲ့နေရာကိုပို့ဆောင်ပေးမယ်လို့သိရပါပါခင်ဗျာအခုနောက်ဆုံးတင်ဆက်ပေးမယ့်စစ်ရေးသတင်းကတော့အချမ်းပတ်စစ်အုပ်စုကနေပြည်တော်မှာအမေရိကန်ငြိမ်းချမ်းရေးဖိုရမ်ကိုကျင်းပနေစဉ်မြေပြင်မှာအရသားတွေကိုစကားဆတက်တွေကသတ်ဖြတ်မိရှုနေစေဆိုတဲ့သတင်းပဲဖြစ်ပါတယ်အချမ်းပတ်စစ်အုပ်စုကနေပြည်တော်မှာအမေရိကန်ငြိမ်းချမ်းရေးဖိုရမ်ကိုဇွန်လ25ရက်နေ့မှ28ရက်နေ့အထိပြုလုပ်နေခြင်း လက်တွေ့မြေပြင်မှာတော့အရသာပြည်သူတွေဟာစစ်အုပ်စုရဲ့စစ်ကြောင်းထိုးဝင်ရောက်မှုတွေတပ်ဖြတ်မှုတွေမိရှုဖြက်ဆီးမှုတွေလက်နက်ကြီးပစ်ခတ်မှုတွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုဆိုးရွားစွာကြုံတွေ့နေရပြီးနေရက်စွန်ကွာထွက်ပြေးနေကြရတယ်လို့ AAPP ကထုတ်ပြန်ပါတယ်။ဇွန်လ25ရက်နေ့ကကြရပြည်နယ်ဖားဆောင်မြို့နယ်မော်ချီဒေသကိုအကြမ်းဖက်စစ်အုပ်စုကလေကြောင်းနဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်ပြည်သူ့ခရက်ဦးသေဆုံးခဲ့ပြီး10နဲ့ချီထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဇွန်လ26ရက်နေ့ကဘုကိုတိုင်ကြောက်ကြီးမြို့နယ်ကញင်တဲကြီးရွာလင်းရောင်ကင်ကြီးရွာနဲ့ခြောက်ရင်စုကြီးရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခတ်ခဲ့တဲ့အတွက်ကြောင့်ဒေသခံ2ဦးသေဆုံးခဲ့ပါတယ်။ဒါ့အပြင်ဇွန်လ29ရက်နေ့ကစကိုင်းတိုင်းစကိုင်းမြို့နယ်ရှိကြီးရွာတွေကိုစစ်အုပ်စုကစစ်ကြောထိုးဝင်ရောက်ပြီးအင်ဂျင်200နီးပါးရှိတဲ့ကင်းကြီးရွာကိုမီးရှို့ဖျက်ဆီးခဲ့တဲ့အတွက်ကြောင့်ရွာလုံးကျွတ်နီးပါးမီးလောင်ဖျက်ဆီးခဲ့ရပါတယ်။ အဲ့ဒီနေ့မှာပဲအဲ့ဒီကျေးရွာနီးရှိမင်းကိုကျေးရွာကိုလည်းဝင်ရောက်ပြီးလူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တဲ့အတွက်ကြောင့်အင်ဂျင်600နီးပါးမီးလောင်ဖျက်ဆီးခဲ့ရကြောင်းသိရှိရတယ်လို့ AAPP ကထုတ်ပြန်ထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်တာကီမင်းစစ်သွေးနဲ့ Carshall တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ